ာသာရေဒီယိုကိုနားဆင်နေကြတဲ့သတော်ရှင်များအားလုံးမင်္ဂလာပါခင်ဗျာ။စက်ပြိုးရေးကိုလောက်ကနေတဲ့တောင်သူဦးကြီးတွေနဲ့စက်ပြိုးရေးဝါသနာပါသူသတော်ရှင်များအတွေ့စက်ပြိုးရေးနည်းပညာတွေကိုမျှဝေပေးနေတဲ့သုဒ္ဓပရိသာစက်ပြိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်ခင်ဗျာ။ဟုတ်ပါတယ်ရှင်။ဒီနေ့အစီအစဉ်မှာတော့စက်ပြိုးရေးဦးစီးဌာနကပေးပို့လာတဲ့အဖလာတောက်ဆယ်မှုစိတ်အန်ဒီရဲ့သတိပြု၍ကြိုတင်ကာကွယ်ဆိုတဲ့ကောင်းစဉ်နဲ့စိုက်ပျိုးရေးထွက်ကုန်များနဲ့အစားအစာများမှာအဖလာတောက်ဆယ်မှုစိတ်ကင်းစင်ရေးလိုင်းနာဆောင်ရွက်ရမယ့်အချက်များနဲ့ စားသုံးသူများသတိထားရမယ့်အချက်များကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။လူသားတို့ရဲ့နေ့စဉ်ဘဝနေထိုင်ရှင်သန်မှုမှာကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အလွန်အရေးကြီးပါတယ်။ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ဆိုရင်တော့ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေဟာဘီးအန်ဒီရဲ့ကင်းရှင်းဖို့လိုအပ်ပါတယ်။အစားအစာဘီးအန်ဒီရဲ့ကင်းရှင်းမှုဆိုတာကတော့အစားအစာမှာယောဂဖြစ်စေတဲ့အနုဇီဝပိုးများမပါတာဓာတုတပစ္စည်းများမပါဝင်တာနဲ့ရုပ်ပိုင်းဆိုင်ရာမတန့်ရှင်းမှုတွေမပါရှိတာဆိုတော့ ဒီသုံးချက်နဲ့ကန့်ညီရင်တော့အစားအစာဟာစားသုံးသူတွေအတွက်ဘေးကင်းဆိတ်ချရမှုဖြစ်စေပါတယ်။လူတို့အတွက်အန္တရာယ်ဖြစ်စေတဲ့ယောဂဖြစ်စေတဲ့အနုစည်းဘာပိုးများတဲ့ကမှအယ်ဖာတော့ဆင်မှုစိတ်ကိုစိုက်ပျိုးထုတ်လုပ်သူတွေအစားအစာပြုပြင်ထုတ်လုပ်သူတွေစားသုံးသူတွေစားတဲ့အစားအစာဂွင်းဆက်တစ်ခုလုံးမှာပါဝင်သူတွေအားလုံးသတိပြုမိပြီးတော့ချုပ်တင်ကာကွယ်နိုင်ဖို့အလွန်ရေးကြီးပါတယ်။ဟုတ်ပါတယ်။ အဖလာတောက်စင်မိုးစိမ့်ဟာနိုင်ငံတကာကင်ဆာသုတေသနအဖွဲ့အစည်းရဲ့အဆင့်သတ်မှတ်ချက်အရကင်ဆာဖြစ်နိုင်ခြေအဆင့်ထိတ်ဆုံးမှာပါဝင်နေပါတယ်။အဖလာတောက်စင်မိုးစိမ့်တက်နေတဲ့အစားအစာများကိုစားသုံးမိရင်အသည်ယောဂါနဲ့အသည်ကင်ဆာဖြစ်စေနိုင်ပြီးတော့လူနဲ့အခြားတလိမ့်ဆန်များကိုနာနာရှည်အစိတ်သင့်တာအသက်ဆုံးရှုံးနိုင်တဲ့အထည်ဖြစ်တတ်ပါတယ်။အချို့လူတွေမှာအရင်မတော့ပဲအသည်ယောဂါဖြစ်တတ်ပါတယ်။အသည်ယောဂါဖြစ်စေနိုင်တဲ့အကြောင်းများစွာတွေကအဖလာတောက်စင်မိုးစိမ့်တက်နေတဲ့ငရုတ်သီးမုံငရုတ်သီးကြောင့် မြေပင်စီပြောင်းမှုစတဲ့အစားအစာများကိုအလွန်အကျွံစားသုံးမိလို့ဖြစ်ပါတယ်။ဒါအပြင်အဖလာတောက်ဆင်မှုစိတ်တက်နေတဲ့အစားအစာကိုစားမိတဲ့တလိဆန်အသားများကိုစားသုံးမိရင်လည်းကိုယ်ဆက်နိုင်ပြီးတော့အသိယောဂဖြစ်စေနိုင်ပါတယ်။အဖလာတောက်ဆင်မှုစိတ်ကိုတာမန်မျက်စိနဲ့ခွဲခြားမမြင်နိုင်ပေရင်းနဲ့စေကြောတန့်စင်ယုံနဲ့လည်းပြောင်းမသွားနိုင်ပါဘူး။မြေပေငရုတ်သီးနဲ့ပြောင်းမှုသီးနှံတို့မှာအများဆုံးတွေ့ရှိရတတ်ပါတယ်။ဟုတ်ပါတယ်။အဖလာတောက်ဆင်ဆိုတာကတော့ Aspergillus flavus နဲ့ SPG ရဲ့ Parasitic မှုမျိုးစိတ်တွေကထုတ်လုပ်တဲ့မှုစိတ်လို့အဓိပ္ပာယ်ရပါတယ်။ဒီမှုမျိုးစိတ်တစ်ခုကိုအင်္ဂလန်နိုင်ငံမှာကျက်စင်ယောဂဖြစ်ပွားပြီးတဲ့နောက်1960ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့ပြီးကျက်စင်နေသည့်ဆုံးရတဲ့အကြောင်းရင်းကိုတော့မဖော်ထုတ်နိုင်ခဲ့ပေနဲ့အမည်မသိယောဂ Tragic Exit Disease လို့ခေါ်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ကျက်စင်တွေကိုကျွေးတဲ့အစားအစာတွေကိုစစ်ဆေးခဲ့ရမှာမြေပဲမှာပါဝင်တဲ့ Alpha Toxin မှုစိတ်ကြောင့်သိရတယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။ဟုတ်ပါရဲ့။ အစားအစာတွေမှာရေငွေ့ပါဝင်တော့ဆက်လေးရာခိုင်နှုန်းကျော်ရင် မှုတက်တတ်ပါတယ်။တဘာဝအရမှုမျိုးရင်းဝင်များဟာမြေကြီးတီးနေပင်အကျဉ်းချံများနဲ့လေထဲမှာပြန့်နှံ့နေနိုင်ပြီးအစပါကြီးရဲ့မှုမျိုးရင်ဟာအစိမ့်အတောက်အမြင့်ဆုံးထုတ်လုပ်နိုင်ပါတယ်။ရာသီဥတုဘူးနွေးဆွဆိုတဲ့ဒေသများမှာအဖလာတောက်ဆင်မှုများဟာစိုက်ပျိုးတီးနေများနဲ့တူလောင်တီးနေအများစုမှာအများအပြားပေါက်ဖွားနိုင်ပါတယ်။ အဖလာတောက်စင်ဟောင်းပြောင်းမြေပဲဝါစင်းနဲ့တစ်ပင်အစီအစံစားတဲ့စိုက်ပျိုးရေးသီးနှံပင်များမှာတွေ့ရှိရတဲ့မှုံမှထွက်ရှိတဲ့အစိတ်အတော့မျိုးစုပင်ဖြစ်ပါတယ်။အဖလာတောက်စင်ထုတ်တဲ့မှုတစ်မျိုးဖြစ်တဲ့ SPG ရဲ့ playback ဟာခြောက်သွေးတဲ့ရာသီဥတုအခြေအနေမှာစိုက်ပျိုးထားတဲ့မြေပဲသီးနှံများမှာ အပူချိန်73မှ39ဒီဂရီစင်တီဂရိတ်မှာပေါက်ပွားတတ်ပြီးအဖလာတောက်စင်ကို ထုတ်လုပ်နိုင်ပါတယ်။ မြေပဲငရုံပြောင်းမှုစတဲ့စိုက်ပျိုးရေးထုတ်ကုန်များမှာအပလာတောက်ဆင်မှုဟာပုံမှုပေါက်ဖွားနိုင်ပြီး၎င်းစိုက်ပျိုးထွက်ကုန်တို့မှာထွက်ရှိလာတဲ့ကုန်ကြောပစ္စည်းများဖြစ်တဲ့မြေပဲစီငရုတီကြောင့်ငရုတီမုတ်စသည်တို့မှလည်းအပလာတောက်ဆင်မှုအစိတ်ပါဝင်နိုင်ပါတယ်။ဒါကြောင့်အပလာတောက်ဆင်မှုများဟာအစားအစာကွင်းဆက်တလျှောက်စိုက်ပျိုးရေးထွက်ကုန်များမှာစိုက်ပျိုးရေးအစားအစာအထိတစ်ဆင့်တစ်ဆင့်ကူသွားပါတယ်။ဟုတ်ပါတယ်။ အစမ်းစာများမှာအယ်ဖာဒေါ့ဆင်မှုဇိတ်တီကင်းရှင်းကြီးဟာစာပြူရေးထက်ကုန်နေမှာမှုဒီမပါဝင်အောင်ကြိုတင်ကာကွယ်ခြင်းရနေပြီးတော့စတင်ဆောင်ရွက်ရပါမယ်။အဓိကအဖြစ်ရတော့မြေပဲတိဉဏ်တွေမှာအယ်ဖာဒေါ့ဆင်မှုတွေကြောက်ရောက်မှုကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်ကတော့စာပြူရေးနည်းလမ်းတွေကိုစနစ်တကျလိုက်နာဆောင်ရွက်ဖို့လိုပါတယ်။မြေပဲတိဉဏ်တွေမှာအယ်ဖာဒေါ့ဆင်မှုဇိတ်ကင်းရှင်းရေးအတွက်ဒီနဲ့မဆိုင်ပြုံးမီမျိုးစစ်ဆောင်ယောဂတွေမြေဆောင်ယောဂတွေကာကွယ်နိုင်ရေးအတွက်ပူမောယောဂကင်းစင်ပြီးတော့ ဒဏ်ရာမရှိတဲ့မျိုးစေ့တွေကိုရွေးချယ်ပြီးတော့မှုသက်စစ်တမျိုးမျိုးနဲ့လူနဲ့စိုက်ပျိုးရပါမယ်။မြေပြုပြင်ရမှာလည်းတင်းနိုင်ပင်အကျဉ်းကျန်များနဲ့ပေါင်းမြက်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ငွေထည်ရေးခန့်ခြင်းတို့ကိုဆောင်ရွက်ပေးရပါမယ်။မြေပဲတင်းနိုင်ပင်တွေဟာအာဟာရဓာတ်ပြည့်စုံစွာရရှိမှအပင်ကောင်းစွာကြီးထွားဖြစ်ထွန်းနိုင်မှာဖြစ်တဲ့အတွက်သူရစုတွေကိုအချိန်ကအချုံးကြီးနီးလက်မှန်ကန်စွာအသုံးပြုပြီးတော့ကောင်းမှုနဲ့စိုက်ပျိုးရေးနည်းစနစ်များနဲ့အပင်တွေကိုပြည့်စုံဆောင်ရွက်ရမှာဖြစ်ပါတယ်။ ။မူကြရမှုအန်တရားနေပြီးတော့ကာကွယ်နိုင်မှုအတွက်ကတော့ရှိသိမ်းရမှာတီးနဲ့ရင်းမဲ့မှုအဆင့်မှန်ကန်တဲ့အချိန်နဲ့တင်းလျော်တဲ့အဆိုတဲ့ရရှိတဲ့အချိန်တို့မှာမြေပဲနှုတ်ရပါမယ်။မြေပဲကိုတူလောင်ရမှာလေအဆိုတဲ့ခုနှစ်ရာခိုင်နှုန်းအထိရောက်အောင်နေလန်းပြီးမှတူလောင်ရမှာဖြစ်ပါတယ်။ဟုတ်ပါတယ်ရှင်။မျိုးစင်အဖြစ်အသုံးပြုမဲ့မြေပဲတောင်မြောင်မြေပဲဆံများကိုသတ်မှတ်ထားတဲ့အဆိုတဲ့ရရှိစေဖို့၆သိအောင်နေလန်းရပါမယ်။ဒါအပြင်အချောက်ခံဇံများအသုံးပြုပြီးအဆိုတဲ့ပါဝင်မှုကိုလျှော့ရှားနိုင်ပါတယ်။ မြေပဲမျိုးများကိုစနေတကြတူလောင်ရမှာလေနုလွန်သောမြေပဲတောင်ရင်လွန်သောမြေပဲတောင်များတူလောင်ခြင်းမပြုရနဲ့ပိန်ရှုံသိငယ်တဲ့မြေပဲတောင်မြေပဲဆံပေါ်မှာအမေးပါကွာနေတဲ့မြေပဲဆံများကိုလည်းမျိုးအဖြစ်မထားရပါဘူးမြေပဲသိနယ်များတူလောင်ရမှာပုံများကိုနွားချင်းများတုံလိမ့်ပြီးအချောက်ခံပြီးရင်မြေပဲတော့များတူလောင်ခြင်းစီပေပါဘုံများထဲမှာပိုင်ယိုနီးယားလီလုံးအိမ်များခံပြီးစနစ်တကျတူလောင်ခြင်းတို့ကိုဆောင်ရွက်နိုင်ပါတယ်။ဟုတ်ပါတယ်။ ဒီနေ့ထုတ်ကုန်များမှာ SPGS မူပေါဖောင်းမှုရှော့ချနိုင်ရေးကာကွယ်နည်းလမ်းတွေကတော့တူလောင်ယုံတန့်ရှင်းတာလေဝင်လေထွက်ကောင်းမှုရေးတို့ဖြစ်ပြီးချိန်သိမ်းပြီးနောက်ပိုင်းနဲ့တူလောင်ချိန်တို့မှာအရေးကြီးဆုံးနဲ့ထိရောက်တဲ့ကာကွယ်နည်းလမ်းတွေကတော့အစိုးရတပ်ပါဝင်မှုထိန်းချုပ်တဲ့နည်းပင်ဖြစ်ပါတယ်အစိုးရတင်းလျော်တဲ့အချိန်မှာရိတ်သိမ်းတာရိတ်သိမ်းချွေလိပြီးတော့တင်းနယ်တွေကိုတူလောင်သိမ်းစီးရမှာတော့တတ်မှတ်ထားတဲ့အစိုးရရရှိအောင်၆သိစီချင်းတို့ဟာ မူရီပေါက်ဖွားမှုနဲ့အယ်ဖာတော်ဆင်မှုစိတ်ထုတ်လုပ်မှုကိုတာစီကောက်ွယ်ပေးရမှာအလွန်ရေးပါပါတယ်။ဟုတ်ပါတယ်ရှင်။မြေပဲသင်းနဲ့များမှာထွက်ရှိလာတဲ့တံမိုးမြင့်ထုတ်ကုန်များဖြစ်တဲ့မြေပဲစီမြေပဲယိုမြေပဲလော်ပဲပန်စားလာတွေကိုလည်းစားသုံးသူများအဖလာတောက်ဆင်မှုစိတ်ပါဝင်မှုလျှော့ချနိုင်ရင်အတွက်အခုတင်ပြခဲ့တဲ့နည်းလမ်းများကိုနည်းစနစ်တကျမှန်ကန်စွာလိုက်နာဆောင်ရွက်ရန်အလွန်အရေးကြီးပါတယ် မြေပဲစီအည်သွေးကောင်းများရရှိနိုင်ရေးအထူးသဖြင့်အဖလာတောက်ဆင်မှုစိတ်ပါဝင်မှုနှေးပါစေရန်မြေပဲစီကျိတ်ဆုံများဆေးကြောတန့်စင်ရမှာဖြစ်ပြီးတော့စီကျိတ်ဆက်များမှာလေမှုများမပေါက်ပွားနိုင်အောင်တန့်ရှင်းရေးလုပ်ငန်းများကိုနီးလန်းမှန်ကန်စွာဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။အဖလာတောက်ဆင်ကိုကဘာတဝန်းလုံးမှာတိုးလောင်ထင်းသိမ်းမှုမကောင်းတဲ့စားသောက်ကုန်များထဲမှာတွေ့ရတတ်ပါတယ်။အဖလာတောက်ဆင်မှုစိတ်ကိုအန္တရာယ်ရှိဆုံးအနေနဲ့သတ်မှတ်ခဲ့ပြီးအဖလာတောက်ဆင်ပါဝင်တဲ့အစားအစာတွေကိုစားသုံးမိမယ်ဆိုပါက ချမ်းမရေးဆိုင်ရာချင်းချောင်းမှုတရအဖြစ်ဒီကနေ့တောင်ရည်တည်လျက်ရှိပါတယ်။အဖလာတော်ဆင်မှုဈေးသိမှုအန်ဒီယာကနေပြီးတော့ကင်းဝေးနိုင်စေဖို့အတွက်ကတော့ပိုတက်နေတဲ့တီးနှံတွေနဲ့ပိုတက်နေတဲ့အစားအစာတွေကိုစားသုံးခြင်းရနေပြီးတော့ရှောင်ရှားနိုင်ကြစေဖို့တိုက်တွန်းလို့ဆိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။နားဆင်ကြတဲ့သတို့ရှင်များအားလုံးစိတ်အီးချမ်းသာခြင်း၊ကိုယ်ကြီးချမ်းမခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ။